ရှိပြည်နယ်စနစ်ကိုထောက်ခံတာကြောင့်ကြားပြူပါတီကနေနှုတ်ထွက်ပြီးကြားကောင်းပါတီကိုကူပြောင်းရတာဖြစ်တယ်လို့နှုတ်ထွက်သူတချို့ကပြောပါတယ်ဒီသတင်းကိုဥညာကြီးပေးပို့ထားပါတယ်ရှင်အမျိုးသားလွှတ်တော်ဖြစ်တဲ့အထက်လွှတ်တော်မှာရှစ်ယူနစ်စနစ်ကိုကျင့်သုံးနိုင်မှာအောက်လွှတ်တော်ဖြစ်တဲ့ပြည်သူ့လွှတ်တော်ကိုထိန်းချုပ်မှုလုပ်နိုင်မှာကြောင့်ကြားကောင်းပါတီကဒီစနစ်ကိုလက်ခံထားပေမဲ့လည်းကြားပြူပါတီကတော့လက်ရှိပြည်နယ်နဲ့တိုင်းဒေသကြီးဖွဲ့စည်းပုံကိုပဲလက်ခံထားတာပါ14ပြည်နယ်နဲ့ဖွဲ့တဲ့ Federal စနစ်ကိုဒါတို့ပါတီရဲ့မူဝါဒအမြဲတမ်းလက်ခံထားတယ် ကျွန်တော်တို့ကတော့ဟုတ်လုံခဲ့တဲ့၄၀၄၀ခွန်ပင်လုံစာရုပ်ကတဘောတူတဲ့ထားတယ်နော်ဟုတ်အရင်တော့ရှစ်ပြည်နယ်လို့ပေါ့ဗျာအခုကရှစ်ပြည်နယ်ကိုကျွန်တော်တို့ကဖြစ်နိုင်ကြီးရှိနိုင်တယ်ပေါ့နော်ရှင်းယူနစ်ဆိုပြီးတော့ကျွန်တော်တို့သဘောထားပေးလာတာရှိပါတယ်အဲ့မှာတော့တော်လေးကွဲပြားမမာပြည်နယ်မခွဲတာတော့ပါနော်တိုင်းဒေသကြီးတွေကတယူနစ်ပဲယူပါဒါကတော့အရှင်းပါအမျိုးသားလွတ်တော်နဲ့အခုဆိုပြည်သူလွတ်တော်နဲ့ပါနော် check and balance ဖြစ်သွားနိုင်တယ်လေ။ W body ဥက္ကဋ္ဌဦးဆိုင်အိုက်ပေါင်းဟာစီးပွားရေးလုပ်ငန်းတွေကိုလုပ်ကိုင်နေတယ်လို့ရှမ်းပြည်နယ်အစိုးရတက်တော့နဲ့တပ်ထုဝန်ကြီးဌာနဝန်ကြီးတာဝန်ကိုပါယူလိုက်တာကြောင့်အခုလိုနှုတ်ထွက်ခဲ့တာဖြစ်ပြီးကြားပြူကြားကောင်းနှစ်ပါတီမပူးပေါင်းနိုင်တာလဲပါဝင်ကြောင်းလုံခဲ့တဲ့၄လလောက်ထိကြားပြူပါတီဝင်ဖြစ်ခဲ့ပြီးလက်ရှိမှာရှမ်းပြည်နယ်အစီပိုင်းကြားကောင်းပါတီအတွင်းမှတာဝန်ယူထားသူကပြောပါတယ်။ရှေးကဟိုကျွန်တော်ဘိုးဘွားတွေအားလုံးကလည်းတောင်းဆိုလာတာရှိอยู่နေပဲလေ။ ကျွန်တော်တို့ကဒီစီဟာ14ယူနီကိုလက်ခံလိုက်မယ်ဆိုရင်ကျွန်တော်တို့ဘိုးဘွားတွေကိုဟောဗောတစ္ဆေဖောက်ရကြနေမယ်လေဒါကြောင့်ပါကျွန်တော်တို့ဥပ္ပထကျွန်တော်တို့စီကိုစီယုံရေးစင်းတော့ကကျွန်တော်တို့နိုင်ငံနဲ့လူမျိုးတွေအတွက်ပဲအလုပ်လုပ်ဖို့ကြံပါတယ်လို့ပြောထားပါတယ်ဒါပေမဲ့လူကြီးဖြစ်ပြီးနောက်ပိုင်းမှာသူ့ကုမ္ပဏီအများကြီးပူလာတယ်လို့တင်းတင်းပါအချင်းချင်းတွေ့နေရပါတယ်ဒါကြောင့်ဥထာကြီးကရှင်းတော့ဒါမျိုး ။အဲကြောင့်လည်းကျွန်တော်တို့ထပ်တာပါပါတယ်။နောက်ပြီးတော့ကျွန်တော်ဥက္ကဋ္ဌဒီရှမ်းပြည်နယ်အစိုးရရဲ့ဝင်ကြီးနေရာယူလိုက်တဲ့အတွက်ကျွန်တော်တို့ပါတီတစ်ခုလုံးကရှမ်းပြည်နယ်အစိုးရအောက်ရောက်သွားတယ်လို့ဖြစ်နေပါတယ်။ဒါကြောင့်လည်းပါပါတယ်ခင်ဗျာ။ဆမ်မီနဲ့ကပြည်သူတွေကိုကိုစားပြုထူထောင်ထားတယ်။ရှန်တိုင်းသားများဒီမိုကရက်တစ်ပါတီ၊ကြားပြူပါတီကပါတီဝင်တွေဟာရှန်တိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကြားကောင်းပါတီကိုဒီနှစ်ပိုင်းတွင်ကူပြောင်းဝင်ရောက်လာနေတယ်လို့ကြားကောင်းပါတီပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။လူနယ်တွေမှာစီဝင်ရေးယုံနေဖွင့်ထားတယ်ပေါ့နော်။ အဲ့ဒီမှာကြတော့ဟိုမှာဒီပါတီဝင်အသစ်တွေကိုအများလက်ခံနေတာပါပဲသူကတချို့မျိုးနယ်ကမိုင်းတုံမျိုးနယ်ဆိုလဲသူကတမျိုးနယ်လုံးပြီးပါလောက်ကနှုတ်ထွက်ပြီးတော့ကျွန်တော်စီလာတာရှိပါတယ်ဆိုမိုင်းရှူးရှိတယ်စသဖြင့်မိုင်းရဲ့အခုနောက်ဆုံးမိုင်းရဲ့တော့အဲ့လိုလက်ရှိပါစာပြူပါတီဝင်38ဦးပါပြီးခဲ့တဲ့ဩဂုတ်လ22ရက်နေ့ကနှုတ်ထွက်စာတင်ခဲ့ပြီး24ရက်နေ့မှာတော့ကြားကောင်းပါတီကိုဝင်ဖို့လျှောက်လှော်ပေးအပ်ခဲ့ပါတယ်။ ီမတိုင်ခင်အချိန်တွေကလည်းမိုင်းတုံမိုင်းရှူမိုင်းရဲမြို့နယ်တွေကကြားပြူပါတီဝင်တွေနှုတ်ထွက်ခဲ့ကြပါတယ်။ဆက်တိုင်းသားများဒီမိုစီအဖွဲ့ချုပ်ကြားကောင်းပါတီကို1988ခုနှစ်အောက်တိုဘာလ26ရက်နေ့မှာစတင်ထူထောင်ခဲ့ပြီး60ရွေးကောက်ပွဲမှာတော့23နေရာအနိုင်ရခဲ့ပါတယ်။ကျွန်တော်ကညံကြီးပါ